မင်္ဂလာပါရှင်တန်လထိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစူးစီးမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမချီလီပါဒီကနေ့2025ခုနှစ်ဧပြီလ3ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့21ရက်ကြာအပြည့်ရမယ်လို့စစ်ကောင်စီထုတ်ပြန်တဲ့သတင်းကန့်ကွက်မှုတွေရှိပေမယ့်မွန်မျိုးသားညီလာခံဆက်လက်ကျင်းပတဲ့သတင်းမကွေးတိုင်းမှာ3လအတွင်းစစ်ကောင်စီကြောင့်ရက်သား95ဦးသေဆုံးတဲ့သတင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင် ငလင်ဘေးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ဖို့အတွက်22ရက်ကြာယာယီပြစ်ခတ်မှုရပ်ဆဲထားမယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဧပြီလ2ရက်နေ့မှာထုတ်ပြန်လာပါတယ်။ငလင်တန်းတင့်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့လုပ်နိုင်စေဖို့ရည်ရွယ်ကတည်ငြိမ်အေးချမ်းမှုကိုလည်းရှေ့ရှုပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးကာလအဖြစ်ထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့တော်လိုင်းရေးတက်တွေအနေနဲ့အများပြည်သူသွားလာအသုံးပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်ဖျက်ဆီးတာလုပ်ရင်တော့လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်မယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီအနေနဲ့ဒီလိုထုတ်ပြန်ထားပေမဲ့တစ်ဖက်မှာတော့မြို့ရွာတွေကိုဘုံကျဲမှုတွေလုပ်တာအပြင်တရုတ်ချက်ချင်းဒီကဲဆဲရေးရင်တန်းကိုနောင်ချုံမြို့နယ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့အတူမြို့ရွာအချို့မှာစစ်ဘူတန်းစုဆောင်တာတွေကိုလည်းဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မတ်လ22ရက်နေ့မှာအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်တွေကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံအတွင်းရှိဒေသအများပြားမှာလူမှုတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေစာတင်ကျောင်းတွေဆေးရုံစည်းကမ်းတွေပြိုကျပျက်စီးခဲ့ရတာပါငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲဧပြီလတာတဖက်သက်အပြစ်ရဲကြောင်းကို MNDAA, TNLA နဲ့ AA ညီနောင်မဟာမိတ်၃ဖွဲ့ကဧပြီလ၁ရက်နေ့မှာထုတ်ပြန်ကြေညာထားတာပါ။ မြို့သားညီညွတ်ရေးအစိုးရ NUG ကလည်းငလင်ဖြစ်ပွားရာဒေသတွေမှာထိုးစစ်နှစ်ပတ်ရပ်နားမယ်လို့ကြေညာထားခဲ့ပါတယ်။စစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင့်ကြေညာထားတာနဲ့ပတ်သက်ပြီး KIO ကလည်းယာယီအပြစ်ခတ်ရက်စဲရေးထုတ်ပြန်ချက်ကိုဧပြီလ2ရက်နေ့ညပိုင်းမှာပဲပြန်လည်ထုတ်ပြန်ခဲ့ပြီးစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။ လက်ရှိနိုင်ငံရေးအမြင်ကွဲပြားမှုတွေအပေါ်ကိုစားပြုမှုစုံလင်စွာမပါဝင်နိုင်တဲ့အတွက်မွန်ဒေါ်လာရင်းအင်အားစုတွေကကန့်ကွက်ခဲ့ကြပေမယ့်မွန်မျိုးသားရေးလုပ်ငန်းတွေအကောင့်ထဲပို့ဖို့မွန်မျိုးသားညီလာခံကိုမော်လမြမြို့မှာဆက်လက်ကျင်းပနေပါတယ်ဒီသတင်းကိုတော့အေမီကတင်ဆက်ပေးထားပါတယ်ညီစားစကမ်းမှာကျင်းပခဲ့တဲ့မွန်မျိုးသားညီလာခံကညီချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်၃ရက်ကိုချက်ချင်းကောင်းထဲပို့ဖို့လက်ရှိမွန်မျိုးသားညီလာခံခေါ်ယူတာလို့မွန်ပြည်သက်ပါတီဘို့အလို့မှုဆောင်ကော်မတီဝင်လည်းဖြစ် ညီနာခံကျင်းပ၏ကော်မတီဝင်နိုင်အောင်မငေးကပြောပါရယ်ဧပြီ2ရက်နေ့ကစတင်ကျင်းပနေတဲ့2025မွန်မျိုးသားညီနာခံဟာ2022မေလအတွင်းရေးချောင်းပြားဒေသရှိညီစားစခန်းမှာ၃ရက်တာကျင်းပခဲ့တဲ့ညီနာခံကနေစုံမြင့်ချက်ခုနှစ်ချက်ရရှိထားပြီးအဲ့ဒါကိုချက်ချင်းကောင်းထည့်ဖို့အချက်၃ချက်ရှိတယ်လို့ဆိုပါရယ်အဲ့ဒီမှာမွန်ပြည်ဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးမျိုးသားရေးလှုပ်ရှားမှုတွေကိုအကောင့်ထည့်ဖို့မွန်မျိုးသားပေါင်းစည်းညီနိုင်ရေးအဖွဲ့ကိုတည်ထောင်ဖို့နဲ့ ဝန်နိုင်ငံရေးအခြေအနေရင်းရင်းနဲ့ကိုက်ညီတဲ့မွန်ပြည်တိဆောက်ရေးဖက်ဒရယ်ခြေကံမှုကိုသုံးသပ်ဖို့ဖြစ်ပါတယ်။မွန်ပြည်သစ်ပါတီဘူဥက္ကရာနိုင်ဟန်တာကမွန်မျိုးသားညီလာခံဟာမွန်မျိုးသားဒုရီကြားအမြင်သဘောထားတွေစစ်ဆက်ညီငိုင်းတဲ့နေရာလို့ညီလာခံဖွင့်ပွဲခမ်းနားမိကုံးမှာပြောဆိုခဲ့ပါတယ်။ညီလာခံပထမရက်မှာမွန်တန်ဃာတို့တွေမွန်ပြည်သစ်ပါတီမွန်ညီညီပါတီပြည်နယ်စင်ယူနယ်စင်ဖိအားတင်တဲ့ဖွဲ့စည်းတွေနဲ့ပုဂ္ဂိုလ်တွေရပ်ပတ်ဖွဲ့တွေစတဲ့ကိုယ်စားလှယ်ပေါင်း 246ဦးတရုတ်ကြတယ်လို့နာဂန်ကိုဦးဆောင်တဲ့မွန်မြစ်သစ်ပါတီဘိုးကထုတ်ပြန်ထားပါတယ်။မြို့သားရေးဆိုင်ရာမူဝါဒတွေအခြေခံမှုတွေကိုတည်ပြုသုံးသပ်ဖို့ရည်ရချက်တင်တဲ့2025မွန်မြူသားနီလာကန်ကိုမွန်ပြည်သစ်ပါတီဘ ਹੁ ကနေဦးဆောင်ပြီးဧပြီလ2ရက်နေ့ကနေ9ရက်နေ့ထိကျင်းပတော့မှာဖြစ်ပါတယ်။မွန်ဒေါ်လန်၏အင်အားစုတွေကတော့မူဝါဒတွေကိုသုံးသပ်တည်ပြုဖို့လက်ရှိချင်းနေဟာမတင့်တော်သလိုတစ်ဖက်သေးအမြင်နဲ့ဆုံးဖြတ်လုဆောင်နေတာဟာ မျိုးသားညီညီကြီးကိုပုံပုံပြပြစီနိုင်ရဲလို့ကြေညာထားပါတယ်မကွေးတိုင်းမှာပေါလာအတွင်းစစ်ကောင်စီတပ်ကြောင့်အပြစ်မဲ့ရက်သားပြည်သူစုစုပေါင်း95ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကဧပြီလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ် ဇန်နဝါရီလတရက်နေ့မှမတ်လ31ရက်နေ့အထိမကွေးတိုင်းမှာစစ်ကောင်စီလက်ဆက်ကြောင့်အမျိုးသမီး29ဦးနဲ့အမျိုးသား66ဦးသေဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်12ဦးပါဝင်ပြီးတေဆုံးသူတွေထဲကမှ53ဦးဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့ရပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်10ဦးတေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မတ်လ31ရက်နေ့နေ့လယ်2နာရီခွဲအချိန်ခန့်မှာပဲခူးတိုင်းပေါင်းမြို့နယ်ပလောင်ကျေးရွာကို ပေါင်းမျိုးနဲ့အခြေဆိုင်အမှန်၂၄ကာကွယ်ရေးပစ္စည်းစက်ရုံမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်မအေဂရီဟာဝမ်ပိုက်ထိမှန်သေးဆုံးခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေ၂၀၂၅ခုနှစ်ဧပြီလ၂ရက်နေ့အထိ AABB ရဲ့စီရင်တွေအရနိုင်ငံတော်မှာစစ်ကောင်စီတပ်ကြောင့်အပြစ်မဲ့အရသာပြည်သူစုစုပေါင်း၆၄၈၀ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ လင်တိုင်းမြန်နောက်ဆုံးရသတင်းစူးစီးမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်ကသာသာပရိစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနာတော့တာဆင်နိုင်ပါတယ်။တာလင်တိုင်းမြန်ရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တာလင်တိုင်းမြန် website စာမျက်နှာနဲ့တာလင်တိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တာလင်တိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနာတော့တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။